မင်္ဂလာပါ English with Niji ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အချိန်နဲ့ပတ်သက်တဲ့စကားစုလေးတွေစကားလုံးလေးတွေကိုလေ့လာကြပါမယ် Come around ရောက်လာတော့မယ် Christmas is coming around soon so we need to buy gifts Christmas ကမကြခင်ရောက်လာတော့မှမို့လက်ဆောင်တွေဝယ်ဖို့လိုတယ် ဲ့တော့ဒီနေရာမှာ camera round အနာကမှာဖြစ်လာတော့မယ့်အရာ ရောက်တော့မယ့်အရာကို camera round ဆိုပြီးတော့သုံးနေပေါ့နော်ဒီနေရာမှာတော့ ISS ကရှေ့ရလာထားတာဖြစ်တဲ့အတွက်နောက်က ING လေးထည့်ပေးရတယ်ပေါ့နော် coming is coming around soon hurry along အမြန်လုတ်ခိုင်းနေ we must hurry along the printing of the brochures လက်ကန်းစာဆောင်တွေရိုင်းနှိပ်တောင်ကို အမြန်လုပ်ရမယ် အမြန်လောက်ခိုင်းရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာသူ့အနေနဲ့ပွဲစီစဉ်တဲ့သူဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်သူတို့ရဲ့ပွဲကိုဟိုရက်ရွှေ့လိုက်တာမျိုးရှေ့တိုးလိုက်တာမျိုးဖြစ်တဲ့အတွက်သူတို့မြင်မြန်လောက်ဖို့လိုတဲ့အချိန်ဒါကြောင့်မလို့ Harry along အမြန်လောက်ခိုင်းနေပေါ့နော် slip away မြန်မြန်ကုန်ဆုံးသွားတယ် I didn't realize how much time had slipped away while I was reading စာဖတ်နေတော့မှအချိန်ဘလောက်ကုန်သွားမှန်းမသိလိုက်ဘူး ဲ့တော့ဒီနေရာမှာကသူကစာဖတ်တဲ့နေရာမှာဇံဝင်သွားတာပေါ့နော်ဇံဝင်သွားတဲ့အတွက်အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာတောင်မှမသိလိုက်ဘူးအချိန်ကုန်တာမြန်လိုက်တာဆိုပြီးပြောတဲ့သဘောမျိုးပေါ့နော်ဒါကြောင့်မလို့ slip away ဒီမှာတော့ had နဲ့တွဲထားရပေါ့နော် had slipped away lead up to အကျိုးကာလ the weeks leading up to the exam are always very stressful စာမေးပွဲအကျိုးရက်တွေကအမြဲတမ်းစိတ်ဖိစီးမှုများတယ်။အဲ့တော့စာမေးပွဲအတွက်စာကျင်းရတာတွေရှိမယ်၊ revision ပြန်ရတာတွေရှိမယ်။အဲ့ကြားထဲမှာမှဟိုကိုယ့်ရဲ့အင်္ဂိစဗာကိစညကိစဝင်လာတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးရတယ်ပေါ့နော်။အဲ့တော့ဒီနေရာမှာကတော့အကျိုးကာလ lead up to လို့သုံးလို့ရပါတယ်။ pass by မတိလိုက်ပဲကျော်လွန်သွားတယ် the subtle changes in policy passed me by until it was too late မူဝါဒအပြောင်းလဲတည်တည်လေးတွေကိုမတိလိုက်မိဘူးပေါ့နော်ဒီစာကြောင်းမှာတော့ past နဲ့ by နဲ့ကြားထဲမှာ am me ဆိုတဲ့ object လေးထည့်ထားတယ်အဲ့ဒါကငါမတိလိုက်ဘူးလို့ဆိုလို့ရှင်တော့ပေါ့နော်အဲ့တော့ past me by ငါမတိလိုက်မိဘူးပေါ့နော် at on အချိန်လေးနဲ့ is getting on for midnight so i should probably leave now ညတကောင်နေနေပြီ ဒါကြောင့်ကျွန်တော်အခုပဲသွားတင်နေ။အဲ့တော့ဒီနေရာမှာကအချိန်လင့်နဲ့အချိန်နှောက်ကြတယ်ပေါ့နော်။ဒီနေရာမှာတော့ midnight တကောင်နီးနေပြီလို့ပြောထားတယ်ပေါ့နော်။ဒီစကလုံးလေးကိုတော့ကိုကအိမ်ပြန်ခြင်းပြီးအပွဲတစ်ခုခုမှာပေါ့နော်ကိုကအိမ်ပြန်ခြင်းပြီးတော့မဲ့စကားစားမပြတ်သေးဘူးအဲတငယ်ချင်းနေနေရလဲစုံနှုံအဲ့လိုမျိုးပေါ့နော်အဲ့လိုနေရာမှာပြောလို့ငါတော့မယ်ဆိုပြောလို့မကောင်းတဲ့အချိန်မှာဒီ getting on ဆိုတာလေးကိုတုံးလို့အဆင်ပြေပါတယ် Come Flooding Back ယူတင်းရဲ့ပြန်ပြီးတော့သတင်းရလာတယ်။ One I Heard That Song My University Days Came Flooding Back အဲ့ဒီသချင်းကိုကြားလိုက်တဲ့အခါတက္ကသိုလ်တက်ခဲ့တဲ့ကာလတွေကိုယူတင်းရဲ့ပြန်သတင်းရလာတယ်။တော့ဒါလေးတွေကတက္ကသိုလ်ဘဝ၊ကျောင်းသားဘဝကအရာလေးတွေပေါ့နော်။အဲ့လိုမျိုးသတိရစရာလေးတွေအမှတ်ရစရာအခြေအနေလေးတွေရှိခဲ့တဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့တည်တာရပေါ့နော်။ဥပမာကိုရီတက္ကသိုလ်တက်တော့ငါခင်မှာ ခေစားခဲ့တဲ့တခြင်းလေးတွေအဲ့ဒါတွေပြန်ကြားလိုက်ပြီဆိုလို့ရှင်ဟိုအတိတ်ကအခြေအနေကိုပြန်သတိရတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီနေရာမှာ come flooding back ဆိုတာလေးကိုတုံလို့ရပါတယ်။ startup ခန်းစားချက်ဒါမှမဟုတ်ရင်စိတ်လှရှာမှုဖြစ်ပေါ်စေတဲ့ the old letters dealt up a lot of emotion in her အဲ့ဒီစာအဟောင်းကသူမရဲ့စိတ်ခန်းစားမှုတွေကိုအများကြီးဖြစ်ပေါ်စေခဲ့တယ်။အဲ့တော့ဒါအရင်တုန်းကသူရဲ့ဒီ ပိုးစားပန်းစားရေးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာသူ့ရဲ့ငယ်ဘဝကအချိန်လေးတွေကိုပြန်တည်ရပြီးတော့ရင်ခုန်ခဲ့တာတွေစိတ်လူရှာခဲ့တာတွေကိုတည်ရပြီးတော့ဒီအသက်ကြီးတဲ့အထိပေါ့နော်အဲ့ဒီခံစားချက်လေးတွေကိုရနေတုံးမဲ့ဆိုရင်တော့ဒီစကလုံးလေးကိုသုံးလို့ရပါတယ် stir up eat away at နောက်ပြန်ဆွဲထားတယ် don't let guilt eat away at you apologize and move on အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကတင့်ကိုနောက်ပြန်ဆွဲထားတာကိုမခံမနဲ့တောင်းပန်ပြီးတော့ရှေ့ဆက်သွားပါအဲ့တော့ဒီမှာပြောရှင်နာကဟိုတခုခုကြောင့်မလို့ကို့မှာအပြစ်ရှိနေတယ်လို့ခံစားရတယ်ပေါ့နော်အလားနဲ့ဘာမှရှေ့ဆက်မလုပ်ဖြစ်ဘူးဆိုတော့အဲ့လိုမျိုးအပြစ်မခံဘဲနဲ့ကိုတောင်းပန်စရာရှိတာတောင်းပန်ပြီးရင်ကိုနှစ်ကိုရှေ့ဆက်သွားစရာရှိတာသွားပေါ့နော်ဒါကြောင့်မလို့ဒီစကားလုံးလေးဖြစ်တဲ့ eat away at နောက်ပြန်ဆွဲထားတယ်ဆိုတဲ့ဟာလေးကိုသုံးလို့ရပါတယ် နောက်ထပ်စကားလုံးလေးကတော့ put behind အနောက်မှာထားခဲ့တယ်ဆိုတော့မေးပြစ်တယ်ပေါ့နော် It's time to put the failure behind you and focus on the next project အဲ့ဒီကြရှုံးမှုကိုမေ့ထားခဲ့ပြီးတော့နောက်ထပ်စီမံကိန်းကိုအာယုံစိုက်ချိန်တန်ပြီးလို့ပြောလိုက်တာပေါ့နော်အဲ့တော့ဒီနေရာမှာ put behind အဲတခုခုပေါ့နော်ကိုယ့်အတွက်အသုံးမကျတော့တဲ့ဟာ ကိုယ့်ရဲ့ဘဝထဲမှာရှုပ်နေတဲ့ဟာတွေကိုခြံထားခဲ့ဖို့အတွက် remind လုပ်တဲ့စာကြောင်းလေးဖြစ်ပါတယ် put behind summon app ပြန်ပြီးတော့အမှတ်ရစေတယ် the smell of baking bread summons up memories of my childhood home မုံဖုတ်တဲ့အနံ့လေးကကျွန်တော်ရဲ့ကလေးဘဝကအိမ်ကိုပြန်ပြီးတော့အမှတ်ရစေတယ်အဲ့တော့ဒီ summon app ဆိုတဲ့စကားလုံးလေးကအတိတ်မှာကိုဖြစ်ခဲ့တယ်ပေါ့နော် အာအတိတ်ကအမှတ်တရလေးတွေရှိခဲ့တယ်အဲ့ဒါကိုအခုအချိန်မှာတခုခုကပြန်ပြီးတော့နှိုးဆွားလိုက်တဲ့အချိန်ဒီနေရာမှာတော့မုန်းဖုတ်တဲ့အနက်ပေါ့နော်ပြန်ပြီးတော့နှိုးဆွားလိုက်တဲ့အချိန်မှာပြန်တတိယလာမျိုးဆိုရင် Salmon app ဆိုတဲ့စကားလုံးလေးကို သုံးလို့ရပါတယ်ရှင် Get a flashback ပြန်မြင်အောင်လာတာဒါကခုနကစကားလုံးလေးနဲ့နည်းနည်းတော့ဆင်နေပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ क्वे ပါတယ်ဒါကပြန်မြင်အောင်လာတာပေါ့နော်ခုနဟာကကြတော့ပြန်တတိယလာ โอเคဥမာစာကြောင်းလေးကြည့်အောင်ပါ he sometimes gets a flashback to his time in the military သူကစစ်မှုထမ်းခဲ့တဲ့အချိန်ကိုတခါတလေပြန်ပြီးတော့မြင်ရောင်လေးရှိတယ်ဒါတော့ဒီမှာကြည့်ကြည့်လိုက်ပေါ့နော်သူရဲ့အမှန်နဲ့မှဆိုလို့ရှိရင်သူရဲ့ငယ်ရွယ်တဲ့ပုံရိပ်လေးတွေကို ပြန်ပြီးတော့မြင်ရောင်လာတာကိုဆိုလိုချင်တာပါဒီဗီဒီယိုမှာတော့အတိတ်လက်ရှိအနာဂတ်ကာလတွေကိုဖော်ပြလို့ရမယ့်သကကလုံးလေးတွေကိုလေ့လာခဲ့ကြတာပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်